အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျမရေးဗဟုသုတတွေကိုပြည့်သက်တွေအတွက်ကျွန်တော်တင်ဆက်ပေးချင်ပါတယ်ကြောက်ကမှာပြည့်တနာရှိနေပြီလို့ပြနေတဲ့လက္ခဏာစေခုအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးမစားခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြကြပါဦးလို့ပြည့်သက်တွေကိုဒီကနေ့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ assistant တင်ဆက်သူ Mr. View ပဲဖြစ်ပါတယ် ပုံမှန်ကျမရေးစစ်စီတဲ့လူတွေကလွယ်လို့တော်ယုံစုကုမှာကြောက်ကယောကရှိနေရာကိုမတီးတဲ့သူများပါတယ်တီဗီဆိုလဲစီကံပြတ်မှလက္ခဏာတတော်ပြတ်နေပြီဆိုဝေဒနာတတော်ဆူနေပြီဆိုတာကြီးပဲဘာလို့လဲဆိုတော့ယောကလက္ခဏာတွေဖြစ်နေလေလူတွေက ကြောက်ကလို့မထင်ပဲတခြားကြောင်းရင်တွေနဲ့ရောထွေးကြလို့ပါပဲနောက်ပြီးတချို့ကြောက်ကဝေဒနာရှင်တွေမှာယောဂာရင်အစင်တီလက္ခဏာမပြပဲရှိကြပါတယ်နာရာစီကြောက်ကယောဂာရှိတဲ့သူတွေမှာစေရခိုင်တုံးလောက်ကကုယောဂာကိုမတီးပဲနေကြတာတွေတီးရပါတယ်ကြောက်ကကောမကောင်းအတိကျတီးနေတဲ့နေလန်ကတော့စီစစ်တာပဲဆိုတော့ လူရဲပုံမှန်စစ်စဖူကလည်းတိတ်မဖြစ်နေတဲ့ကိစ္စပါပဲဒီတော့ဖြစ်နေချီလက္ခဏာတွေနဲ့ပဲအရင်စမ်းစေရပါမယ်ကုမာတူတူစီချူဒါမမဟုတ်မိဘဆွေမျိုးတွေထဲမှာကြောက်ကဲ့ယောဂါရှိဖူတာဒါမမဟုတ်အသက်60အထက်ရှိသူတွေဟာကြောက်ကဲ့ကျမကြီးကိုဆက်စီခံယူဖို့လိုအပ်ပါတယ်စီမစက်ခင်ကုမာဒီလက္ခဏာတွေရှိနေတလားဆိုတာအရင်စစ်စီကြည့်လို့ရပါတယ်ကျောက်ကမှာပြည်တနာရှိနေကြောင်းတည်နေတဲ့လက္ခဏာ၁၀ခုကတော့ နံပါတ်၁အယံပြင်ပန်းတာအကုန်နေတာဒါမှမဟုတ်အာယုံဆူဆိုင်လို့မရတာကြောက်ကလုဆောင်ချက်ချက်ရှိမှုပြင်ထန်ရင်တွေ့ထဲမှာအစိတ်အတော့တွေစုပုံနာရှိနေပြီးတော့တွေ့ညက်စီပါတယ်အဲ့ဒီအခါလူတွေကပြင်ပအားနေလာပြီးတော့အာယုံစိတ်မရတာတွေဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတစ်ခုကတော့သူရနေတာပဲဖြစ်ပါတယ်။နံပါတ်2ကတော့အိမ်မပြောတာ။ကြောက်ကကကောင်းကောင်းစစ်မထုံးနေတော့ခြေထဲကိုဆွန့်ထုံးမဲ့အစ ွေထဲမှာအဆက်အတော့တွေကျန်နေတာပေါ့ဒီလိုဖြစ်လာရင်အိတ်ဆက်မှုပြဿနာရှိလာနိုင်ပါတယ်အဝလွန်ချင်းနဲ့နာဒါရှိကြောက်ကယောဂကဆင်းရဲမှုလေးရှိနေပြီးကြောက်ကယောဂရှိသူတွေမှာအစ်ဆက်မှုပြဿနာတွေကိုအဖြစ်များတာတွေ့ရပါတယ်။နံပါတ်3ကတော့အသား6ပီရာကျမတဲ့ကြောက်ကရဲ့လူဆောင်ချက်ကတော့ကန္ဓာအတော်များများမှာအရေးပါပါတယ်။ကြောက်ကခန္ဓာကိုယ်ထဲကအရေးပူတွေနဲ့အငဲ့အခြေတွေကိုဖေရှားဆွန့်ထုတ်ပြပါတယ်။ သွေးနေဦးဆယ်ရီဖိလာအောင်ကူညီပေးပါတယ်အယူတွေကြန့်ခိုင်ဖို့ထောက်ပံ့ပေးပါတယ်သွေးထဲမှာတထုတဲ့ပမာဏတွေထိုက်တင်ထိုက်တလို့ထင်းတင်းထားနေအောင်လှူဆောင်ပေးပါတယ်အသားအရည်ချောက်သွေးပြီးရရန်နေတာကကြောက်ကယောဂာနဲ့ဆက်နွယ်နေတဲ့တထုတဲ့ချွတ်တဲ့မှုဒါမှမဟုတ်အယူယောဂာရဲ့လက္ခဏာတစ်ခုဖြစ်နေပါတယ် နံပါတ်၄ကတော့စီခနာခနာတွားချင်တာအထူးသဖြင့်ညဘက်မှာစီခနာခနာတွားချင်တာကြောက်ကမှာပြဒနာတစ်ခုခုရှိနေတာဖြစ်နေပါတယ်ကြောက်ကရဲ့ set ထုတ်စနစ်မှာတိခိုက်နေတဲ့အခါစီခနာခနာတွားချင်လာနေပါတယ်တခါတလေဒီလိုဖြစ်တာဟာစီလန်ကြောင်းပူဝန္ဒာဒါမှမဟုတ်အမျိုးသားတွေမှာစီကြည့်ရောင်ရာရဲ့လက္ခဏာတစ်ခုလေးဖြစ်နေပါတယ်နံပါတ်၅ကတော့စီထဲမှာတွေးပါတာ ကျောက်ကကျမနီဒွိထေကအငိအချီရီကိုစီအပင်းနဲ့ဆွန်ထုလိုက်တဲ့အခါခနာကူထေကဒွိကလစီရီကိုထင်းတင်းကကွိပင်းနေပါလေဒါပေမဲ့ကျောက်ကရဲ့ဆက်ထုမှုစနစ်ကယူရွံ့နေတဲ့အခါဒွိကလစီရီကစီထေကိုစတင်ယူရင်ရှိလာနေပါလေစီထေဒွိပါတာဟာကျောက်ကယောကရှိတယ်လို့အချက်ပြတာဖြစ်နေတယ်လို့အကျိရှိနေတာကျောက်ကကျောက်တေတာယောဂပူဝန္တာတစ်ခုခုရဲ့လက္ခဏာတစ်ခုလည်းဖြစ်နေပါတယ် နံပါတ်6ကတော့စီကအမြို့တွေထတာစီခွန်နဲ့တွားရင် အမြို့ထတာအနေငယ်ရှိတာပုံမှန်ဖြစ်ပေမဲ့အမြို့ကတိများနေရဲဆိုရင်အထူးသဖြင့်စီတွားပြီးရေအခါခါလောင်းကျနေရတယ်ဆိုရင်စီထဲမှာပရိုတင်းတွေရှိတာကိုပေါ်ပြတ်ပါတယ်ဒါဟာစီထဲမှာအယ်ဘီမင်းလို့ခေါ်တဲ့ပရိုတင်းမျိုးရှိနေတာကိုပေါ်ပြတ်တာဖြစ်ပါတယ်နံပါတ်9ကတော့မျက်လုံးမှုအင်နေတာ စီထဲမှာပရိုတင်းတွေရှိနေတာဟာကြောက်ကဲ့ရဲ့ဆက်ထုတ်မှုစနစ်မကောင်းတဲ့အစောပိုင်းလက္ခဏာဖြစ်ပါတယ်ပရိုတင်းတွေကိုခန္ဓာကိုယ်ထဲမှာထိန်းသိမ်းပေးရမယ့်အစားကြောက်ကဲ့ကစီထဲကိုပရိုတင်းတွေအများကြီးဆွန့်ထုတ်ပြီးတာကြောင့်မြေလုံးမှုအစ်နေတာဖြစ်ပါတယ်နံပါတ်၈ကတော့ချစ်ချင်းဝတ်နဲ့ခြေတော်တွေရောင်ရမ်းတာကြောက်ကဲ့လုံဆောင်ချက်ချက်ရှိနေခါစူရီယန်တွေစူဝီနီပြီး ချီချင်းဝတ်နဲ့ခြေတော့ကိုယုံရံစီပါတယ်ခြေတော့အောက်ပန်းရဖျားတွေမှာယုံရံတာကနှလုံးယောဂအသေးယောဂနဲ့အနာဒါစီခြေတော့တွေတွေးပြန်ကြောယောဂတွေရဲ့လက္ခဏာလေးဖြစ်နေပါတယ်နံပါတ်9ကတော့အစာစားခြင်းစိတ်နေတာဒါကတော့အကြောင်းကြောင်းကြောင်းအဖြစ်များကြတဲ့ပြဿနာဆိုပေမဲ့တခါတလေတော့ ကျောက်ကကြောင်ဖိလာနေပါတယ်ကျောက်ကကဆက်ထူဖေရှာမရတဲ့အစီအတောက်တတွေစူပုံလာတာကအချောင်းအရင်တစ်ခုဖြစ်နိုင်ပါတယ်နံပါတ်၁၀ကတော့ကျွတ်တဒါ ကျောက်ကလုဆောင်ချက်တွေယူရတဲ့အခါအီလက်ထရိုယက်တွေမငြိမ်ရတော့ပါဘူးဥပမာကယ်စီယမ်ပမာဏချူတဲ့ပြီးဖော့စဖရပ်စ်ဓာတ်ချင်းချုံနေမှုအားနေတာကြောင့်ကျွတ်တက်လာနေပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ပြောပြတဲ့ဗီဒီယိုလေးကတော့ကျောက်ကမှာပြဿနာရှိနေပြီလို့ပြတ်တာနေတဲ့လက္ခဏာစခုအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ပြောပြပြီးတဲ့ဘ ഹു တုတ္တလေးထဲမှာပြိတ္တတွေရဲ့အချိန်မြင့်ချက်လေးတွေကိုလည်း comment လေးမှာလာရောက်ဆွေးနွေးသွားနေပါတယ်အားထောင်ပြတဲ့ပြိတ္တတွေအားလုံးအကျမ်းမှချမ်းသာကြပါစေ